နွမ်းတက်ခန်နေနဲ့ပြင်းနေတဲ့ညနေနေဝင်ချိန်မောင်လုံးလူနေလုံးကြီးအောက်မှာနေတနေတာကုံဆုံးသွားတာကြောင့်တနေကုန်လှုပ်တွေပြီးကြလို့အားလက်ချိန်ရသလိုမျိုးအများစုကအေးလူလူနဲ့ကိုပိုင်ချိန်လေးတွေဖန်တီးကြတာပေါ့ ။တနေ့တာရဲ့အရာတွေအကုန်ဆုံးပြီမို့အလဲကြပြောပြနေကြတဲ့ပုံဝင်ကြီးမှာညအချိန်မှာတည်ကျူးနေကြတရိတ်ဆန်တွေကလည်းပြပြစားပြီးလို့သလိုအေးမြတဲ့လေနူအေးလေးတွေရဲ့အောင်ပါလေသစ်ပင်တွေကလေတိုက်ရဘက်ကိုရိမ့်ရွက်လို့နေပါတော့တယ်။ချမ်းသာရွာလို့ခေါ်တဲ့ခြေတော်ရွာလေးမှာနှိုင်းရင်ကြီးလို့ခေါ်တဲ့မင်းကလေးကတော့သူပရင်ပေါ့ရဲ့မနီမဝဲမှာထိုင်ပြီးတနေ့တာပြန်မှန်းမှုတွေအတွက်အလှပင်ကစိတ်ပန်းဖြေလို့နေပါတော့တယ် လာရင်ကြီးဟာလာရင်ကြီးဆိုသောနာမည်နဲ့လိုက်အောင်ချောမောလာပါလုံးတဲ့သူပဲဖြစ်ပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးကောင်းစားခြေဆုံးလာပါတဲ့သူဆိုရင်လည်းမမားပါဘူး။ဒီလိုချောမောလာပါတဲ့သူလည်းဖြစ်ရွာရဲ့ကိုနောင်ကိုင်းဘန်းနောင်ကောင်လည်းဖြစ်တာကြောင့်ရွာမှာရှိတဲ့ရွာသားတွေရဲ့ဝိုင်းဝန်းပူပန်တာကိုခံနေရတဲ့သူတယောက်ပေါ့။အဲဒီရွာကရွာသားတွေထဲမှာအောင်မြတဲ့တယောက်ကလည်းအပါဝင်ပဲဖြစ်ပါတယ်။အောင်မြရင်ဆိုတာက ရက်ကပူပူမပိမဝ အသားကလည်းအညိုလုံးပြီးရုပ်ရည်သူမြင်ကလည်းရွက်ချမ်းရည်ကျိုးလူစင်းရဲတယောက်ပဲဖြစ်တာပေါ့အောင်မြတဲ့ဟာလှရင်ကြီးကိုအလွန်အင်မတန်မှချစ်မြတ်နိုးမိတာကြောင့်အလုတ်သိမ့်ချိန်ပြီးပြီးဆိုတာနဲ့သူရဲ့မလားမပါရုပ်ရည်ကိုအသားနာဆုံးဖြစ်အောင်ပြင်ဆင်ကညနေဘက်ဆိုရွက်ချမ်းရည်ကျိုးရုပ်ရည်ဖြင့်လူပြိုလဲတဲ့ဆိုကလှရင်ကြီးမရဲ့အိမ်ရှိမလန်းမကန်းကနေလူမသိအောင်အဝယ်ကနေချောင်းချောင်းကြည့်နေတတ်ပါတယ်။ အခုလိုညနေခင်းအောင်မြတွေဟာလှရင်ကြီးကိုချောင်းချောင်းကြီးနေတော့သူမကိုပိုးမှန်းသူတွေထဲမှာတထေးတကြဲတဲ့အုပ်စဘောရုပ်ချောတဲ့သူတွေအများကြီးပါဝင်နေတာကြောင့်အောင်မြတွေကသူ့လိုမွဲတေးပြီးရုပ်ရည်ကလည်းရွက်ချမ်းရည်ကျွန်းအသားရည်ကလည်းစွန်းတပိန့်နဲ့အမျိုးတော်ဆက်သူလိုဖြစ်နေပြီးအရာရာမှာနေပါနေတာကြောင့်ဘဝပေးချင်းနေတွေ မလမပတာကြောင့်လာရင်ကြီးကို အရယူဖို့အခြေအနေချင်းအရန်ကာချနေရမှုဘလို့မှမဖြစ်နိုင်ကြောင်းတွေးတောနေကြမိပါတယ်။ဒီလိုနဲ့အောင်မြရင်ကဝေါအောင်တင်လိုမျိုးအချက်အတွေ့ဓမြတိုက်ရမယ့်အနေထားမှာဖြစ်လို့နေခဲ့ရှာတာပေါ့။အဲဒါကြောင့်ပဲအောင်မြရင်ဟာသူ့ဘဝသူစိတ်ပြည့်အားငယ်အပြစ်တင်ကပြောဆိုလို့နေခဲ့ပါတော့တယ်။ ။အော်ငါဆိုတဲ့အောင်များတဲ့ဟာအရင်ဘဝတုန်းကသူများအချစ်တွေကို ခွဲခဲ့တဲ့သူဖြစ်ခဲ့လို့အခုဘဝမှာချစ်မိတော်သူရဲ့အလံဝေးရဲ့ဘဝကြီးကို ပိုင်ဆိုင်ရတာလားကွာ။ဘာတွေများမှားလို့နေခဲ့တာလဲ။ကြေးဆိုတဲ့ငှက်လေးရဲ့ကိုအမြတ်တနိုးရင်ထဲမှာအဖျားဆုခေါ်ဆုံးမိတဲ့ကြေးဆိုတဲ့နာမည်လေးကိုဒီတသက်မှာတရားဝင်ခေါ်ဆိုခြင်းမိပါတယ်။ကြေးရဲ့မင်းကကိုဘဝအတွက်တော့လင်းအောင်လေးပါကွာ။ ဒါပေမဲ့မင်းနဲ့ကိုရဲ့ဘဝကအရန်ကိုမှခြားနာလွန်ပါတယ်လေ။ဒါပေမဲ့လည်းကိုမင်းကိုဘလို့မှအဆုံးရှုံးမခံနိုင်ဘူးကွာ။ဒီလိုနဲ့ပဲအောင်မြတွေဟာလှရင်ကြီးကိုချစ်တဲ့စိတ်တွေအဆုံးရှုံးခံနိုင်တဲ့စိတ်တွေအရာရာမှာရှုံးသမားကြီးတယောက်ဖြစ်နေတဲ့သူ့ဘဝဖြစ်တည်မှုအတွက်စိတ်ကူးရင်ရတာတဲ့အလွန်ပင်ပန်းမီမွန်းကျက်လာတာကြောင့်အလွယ်လန်းကနေ လာရန်တစ်ခုခုလုပ်ဖို့အတွက်အကြံစီပါတော့တယ်။ အဒီလုံးနဲ့အင်းဝိဆာဆရာကြီးဦးအောင်ချစ်စီတွားရောက်ပြီးအကူညီတွားတောင်းမှုကို ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ဦးအောင်ချစ်ရဲ့အင်းကရွာဆူဆုံးမှာတတိတသက်ရှိနေပြီးတပင်ခြုံရဲတွေနဲ့ပပက်လန်ကာယံထားတာကြောင့်အင်းကအေချမ်းပြီးလူသူအယောက်နဲ့နေခဲ့ပါတော့တယ်။ဦးအောင်ချစ်ရဲ့အင်းကိုရောက်တော့အောင်မြနေဟာသူ့ရင်ထဲကရင်တွင်းပြအသေးနာခြင်းမှုဖြစ်ကြောင်းကိုစဉ်ကိုပြောပြခဲ့ပါတော့တယ်။ အဖြစ်ပြက်အသေးစိတ်နဲ့ကျွန်တော်ရဲ့ချင်းမြတ်နိုးမှုကတော့အယူတစ်ပိုင်းယောက်ျားရင်းကြီးပေါ့ဗျာဒါပါပဲကျွန်တော်ချင်းမြတ်နိုးရတဲ့ခြေလေးကိုအဆုံးရှုံးမခံနိုင်ဘူးဆရာကူညီလို့ရရင်ကျွန်တော်ကိုကူညီပေးပါနော်ဟဲ့ကောင်အောင်ရရင်ရဲ့တဖက်သက်ကြီးအယူတစ်ပိုင်းဖြစ်နေပေမဲ့အချစ်ဆိုတဲ့အရာကအတင်းကျပ်လုံယူလို့ရတဲ့အရာမှမဟုတ်တာကွာနှုတ်နှစ်ပတ်ချင်းမြတ်နိုးမှရှေ့လျှောက်ရမယ်ဘွားကြီးကသားရမှာလေမဖြစ်နိုင်မှုထင်ရင်လက်လျှော့လိုက်ပါကွာ အာဆရာကြီးကလည်းအာကုတ်လွတ်လာပါတယ်ဆိုဘလို့တွေပြောနေတာလဲဗျကျွန်တော်အဲ့လိုတော့လက်မလျှော့နိုင်ဘူးကြီးကိုပိုင်းဆိုင်ခြင်းနဲ့ဗျအဲ့ဒီအတွက်ဘာလို့ရလို့ရကျွန်တော်လုံးမယ်အဲ့ဒါကြီးကိုအရန်ရင်တဲ့အသေးသေးကနေအရန်ချစ်လို့ပါဗျာဆရာကူညီပေးပါနော်အဒီလိုအောင်များနေဟာမမိတဲ့ပန်းကိုတုံးခုပြီးလမ်းကူးချင်တာအတင်းကျပြောပြီးအကူညီတောင်းခံနေတာကြောင့်ဦးအောင်ချစ်လဲရုတ်ချမ်းကြီးဖြင့်အချစ်တသနာဖွင့်နေတဲ့အချစ်ယူကောင်းကြောင့် ခဏကြာအောင်တိတိကျကျအတော်စဉ်းစားပြီးတစ်တာတဲကအနီရောက်ဆေးပလင်းလေးကို အောင်မြတင်စီပေးခဲ့လိုက်ပါတော့တယ်။ဖះချွေရင်တော့ကျွတ်မှာမဟုတ်တဲ့ကောင်ကြီးရော့ဒီဆေးပလင်းကိုယူသွားလိုက်။မင်းကအဲ့ဒီတဲကဆေးရည်ကိုလားပြညမှာခနာကို အနှမ်းမှာတုံလိမ့်ပြီးလှရင်ကြီးကိုခွင်ပြောလိုက်ပေါ့ကွာ။အဲ့ဒါဆိုရင်မင်းချစ်ပါတယ်ဆိုတဲ့ကြေးလေးကမင်းရဲ့အပေါ်ကိုဘယ်သူမှခွဲခွဲမရအောင် လူရောစိတ်ဝိညာဉ်ကပါယွယွမှုမှုချစ်သွားလိမ့်မယ်။ဒါပေမဲ့တခုတော့မှတ်ထားနော်။မင်းဘက်ကနေလှရင်ကြီးကိုမင်းနာကနေထွက်သွားလို့ပြောမှဈေးကအစွမ်းပြေမှာနော်။မင်းမပြောမချင်းတော့ပြေမှာမဟုတ်ဘူး။မတော်လို့သေသွားရင်တော့မင်းနာမှာတဝဲလွယ်လွယ်ဖြစ်နေမှာငါကောင်ကြီး။အရာလေးတော့တတိထားပြီဟုတ်ပြီလားဟာဆရာကလည်းကျွန်တော်ကအရင်ဆွဲလဲမြင်လို့နေရတာလေ ဘလို့လို့ကျွန်တော်နားကနေထွက်သားခိုင်းပါလေဗျာစိတ်ချပါဗျာခုလို့ကျွန်တော်ကိုအစဉ်ပြေအောင်လုပ်ပေးတဲ့ဆရာရဲ့ပညာနဲ့မြင့်တာကိုလည်းကျေးဇူးထူးတင်ပါတယ်ဗျာဒီလိုနဲ့အောင်မြနဲ့လဲချီရသူကိုပိုင်ဆိုင်ရဖို့လက်တကန်းလို့ဆိုတဲ့အချင်းခဏလေးကြောင့်အပျော်ကြီးပြောကလာမဲ့လာပညာကိုရောက်ဖို့အတွက်ရင်ခုန်စွာနဲ့ဆောင်ဆောင်နေခဲ့ပါတော့တယ်ဒီလိုနဲ့လာပညာကိုရောက်လို့လာခဲ့ပါပြီ အောင်များတဲ့ဟာဥအောင်ချေပြောတဲ့အတိုင်းပီယာဈေးတွေကိုခနာကို အနှံ့သုံးလိမ့်ပြီးချိရတဲ့ဈေးလေးကိုတွေးဖို့အတွက်လာရင်ဈေးတို့အိမ်သားကိုထွက်လာခဲ့ပါတော့တယ်။အရင်ကအောင်များတဲ့အိမ်သားကိုမိကိုကြွက်လျှောက်သလိုအမြဲလိုလိုချောင်းပြီးလာကြည့်နေပေမဲ့မင်းမင်းချင်းမတိကျင်အောင်စောင်းပြီးအဖက်တော်မလုပ်တဲ့လာရင်ဈေးဟာဒီနေ့မှတော့ဥအောင်ချေပေးလိုက်တဲ့ဈေးအစွမ်းနေကြောင်းပြောင်းလဲလို့နေခဲ့ပါပြီ။ ဒီလိုနဲ့လိုင်ကြီးဟာအိမ်နဲ့မလန်းမဝေးမှာရှိနေတဲ့အောင်မြနေစီကိုရှောက်လာခဲ့တာပေါ့အဲ့လိုအောင်မြတဲ့အပေါ်ကို ကောင်းမွန်စွာဆက်ဆံနေတဲ့အချင်းခွင်ကောင်းယူပြီးအောင်မြတဲ့ဟာသူ့အနှစ်နှစ်အလားလားမျိုးတိတ်စွာတင်းစီထားတဲ့ချစ်ချောင်းကုန်းစင်ကိုကြီးဆိုတဲ့လိုင်ကြီးကို ခွင်ပြောခဲ့ပါတော့တယ်အမြဲတမ်းတော့ဆိုရဲကြီးဆိုရဲငှက်ကလေးရေ ကျွန်တော်ကြီးကိုအရင်ချင်းမြတ်လို့မိပါတယ် နမည်အဖျားဆိုပြီးကြီးဆိုတဲ့နမည်လေးကိုသာဝရခေါ်ခွင့်ရအောင်ကြီးကျွန်တော်ရဲ့အချစ်တွေကိုလက်ခံပေးပါနော်ပြောပြောဆိုဆိုနဲ့အောင်များနေဟာပြာစည်းတွေနဲ့လှရင်ကြီးရှိကိုပွေရန်ခဲ့ပါတော့တယ်အဲ့ဒီချိန်မှာပဲပြာဆွေးတွေကချက်ချင်းဆိုသလိုအစွမ်းပြလာခဲ့ပြီးနိုင်ရင်ကြီးရဲ့မတိစိတ်ကိုအတိစိတ်မှာပါရကြမ်းရေကျုံအရက်ပူပူမဝါလုံးမပိန်လုံးပြီး ။သပိန်နဲ့အမျိုးတော်ဆက်သူအောင်မြတွေကိုချက်ချင်းလန်ငယ်ချက်ချမ်းဝင်လို့သွားခဲ့ရှာတာပေါ့။ရှင်ကြီးလဲကိုအောင်ကိုချက်ပါတယ်ဟုချက်ဆပွဲအမူအရာလေးဖြင့်အပြေပေးလိုက်ပါတော့တယ်။ဟာတကယ်ပါ။နားရှိလို့သာကြားရတာဝမ်းသာလိုက်တာဗျာ။ကျွန်တော်လဲဒီလေးနှုံမျိုးကိုအိမ်မက်တွေမက်ပြီးယူခဲ့ရတာကျွန်တော်ရဲ့အရာရာဖြစ်ဒီမှာကိုလက်ခံပေးတဲ့အတွက်လေကျေးဇူးတင်ပါတယ်ကြီးရဲ့နောက်ဆုံးတော့လူချင်းနေတဲ့အဖြေကို ခြေရဆုံးစီကနေ ကြားရတဲ့အဖြစ်ချင်းဆုံးဆန္ဒတွေအကောင့်တော်ဖောက်ကင်းပေးတဲ့နေ့ရက်လေးတွေရောက်လာခဲ့ပြီပေါ့ဗျာအဲ့ဒီညကတော့အောင်မြတင်နဲ့အပျော်ရွှင်စရာဆုံးနေ့တစ်နေ့ပဲဖြစ်ပါတယ်လာရအောင်မှာအောင်မြတင်နဲ့ကြေးကအတူတူချစ်စခင်စာတင်နာစစကားတွေပြောဆိုကပြည့်ပြည့်တူချစ်တူလို့နေခဲ့ရှာတာပေါ့ ဒီလိုနဲ့အောင်မြတွေနဲ့လိုင်ကြီးတို့ချစ်ကြိုက်တာကို ချမ်းသာရတရားလုံးတည်သွားပြီးလိုင်ကြီးအတွက်အနုလက်နဲ့ရွှေခွဲနိုင်တဲ့အကောင်ဆိုပြီးဝိုင်းဝင်းကကဲ့ရဲ့အပြစ်တင်ပေမဲ့ချစ်ကြိုက်သွားပြီးလာနေငယ်ကြမှာပဲလက်ထက်ခတ်လိုက်ပြီးရောင်နှောင်းစတုံးပါတဲ့ဆိုတဲ့အတိုင်းအောင်မြတီရဲ့မိဘအမွေနှစ်ဖြစ်တဲ့ချောင်းဆက်ဘေးကနှစ်ထက်ပြင်းအောင်လေးဘေးမှာဘဝကိုကြည်ကျနာနာ တာယာပျော်ရှင်စာနဲ့ချစ်ခီးလန်းကိုပန်းခင်းကစတင်ခဲ့ပါတော့တယ်။အောင်မြတဲ့ကဇနီးဖြစ်သူလှရင်ကြီးကိုလိုလေသိမရှိအောင်ပြည့်စုံစွာထားနိုင်ဖို့အတွက်အလုပ်တွေကိုစူးစမ်းလုပ်ကိုင်းပြီးဇနီးဖြစ်သူကြီးကလည်းခင်မွန်းဖြစ်သူကိုကိုအောင်အပေါ်မှာမယဝတ္တရာ၅ပါးနဲ့အညီယူစုလောကန်ပေးပါတော့တယ်။ အောင်များတင်က သူချစ်ရတဲ့ဂျီကိုတရားဝင်လူသိရှင်ကြားပိုင်ဆိုင်ရတာနဲ့တင်အလုံးမပင်မခဲ့သမျှကိုချစ်ရသူဇနီးချောလေးကြောင့်အပျော်ကြီးပြောကအမြဲတမ်းလန်းဆန်းတွေ့ကြနေပါတော့တယ်ဒီလိုနဲ့အိမ်တော်ပြူပြီးတိတ်မကြခင်မှာပဲနှိုင်းဂျီစီမှာအောင်များတင်ပေါက်စလေးကို ိုဝင်လည်ထားရပြီဆိုတာဒီတော့အောင်များတဲ့အတွက်လူပြည့်ရကျုံနေပြီဆိုကအပြော်ရင်တစ်ခုပြီးတစ်ခုထဲရလို့နေခဲ့ရှာတာပေါ့အဲဒါကြောင့်အောင်များတဲ့ကအရင်ကတည်းကအလုပ်ကိုနှစ်ဆဖို့စူးစမ်းမဲ့ဖြစ်ကြလှရင်ကြီးကိုပြပြခဲ့ပါတော့တယ်ကြီးရင်နောက်ဆိုကိုရမီသားစုလေးမှာသားသမီးယတနာလေးတွေရောက်လာမှဆိုတော့ပိုတီးချက်ပို့ပြီးစူးစမ်းပါမယ်ကြီးနဲ့မွေးလာမဲ့ကလေးလေးကို ြည့်ပြည့်စုံစုံနဲ့ထားမယ်လို့ကိုဂရီပေးပါတယ်နော်ဟုတ်ပါပြီရှင်အခုလဲရင်ကျစ်အတွက်ကိုအောင်ရဲ့ကလေးလွယ်ပြီးကိုအောင်နာမှာရှိနေတာနဲ့တင်ပြည့်စုံနေပါပြီဒီလိုနဲ့ဒီနေ့မှာတော့အောင်မြရင်ကဇနီးဖြစ်သူကြီးကိုပိုကောင်းတဲ့ဘဝမျိုးမှာထားချင်တာကြောင့်ရွာနဲ့အဝေးမျိုးမှာအလုသွားလုပ်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတော့တယ်အချိန်ကာလအနေနဲ့လဲကလေးမိဖွားကဏီပြန်လာနိုင်ပြီဖြစ်တာကြောင့် ဇနီးဖြစ်သူကိုမဆန်တွေများစွာနဲ့ပြန်လာခဲ့မယ်လို့ပြောကသွားရောက်လိုက်ပါတော့တယ်။ဒီလိုနဲ့အောင်မြတင်ကအလုံးလုံးမဲ့နေရာကိုစတင်လို့ထွက်ခွာသွားပါတော့တယ်။အောင်မြတင်ကဂျေးကိုအိမ်မတယောက်တည်းထားခဲ့မှာစိုးရိမ်နာကြောင့်ဒီပိုင်ကိုပြန်ဖို့ပြောပြီးမဲ့လဲဆင်းမိနေတဲ့လှရင်ကြီးတယောက်ကတော့ ိုအောင်ရဲ့အငွေးသက်တွေရှိနေတဲ့နေရာမှာနေပြီးကိုအောင်ပြန်လာမယ်ကိုစောင့်နေမယ်ဟုဆိုတာကြောင့်အောင်မြတင်တယောက်အင်္ဂါနေထွက်သွားပြီးတလားလောက်ကြာမှာတော့ကိုဝင်တဲ့လှိုင်းကြီးတယောက်မိုင်းနာလို့လာခဲ့ပါတော့တယ်။အိမ်မှာလည်းတယောက်တည်းဖြစ်နေတာကြောင့်လာမစေးခင်ဖြစ်ပေါ်လာတဲ့အဖြစ်ပြက်ကြောင့်ပူမဲသူမရှိပဲဖြစ်လို့နေခဲ့ပါတော့တယ်။လှိုင်းကြီးတယောက်ဟာ ။နာကျင်လွန်းလာတဲ့ဝေဒနာကြောင့်တယောက်တည်းအဟိမှုလို့နေခဲ့ရပါတော့တယ်။ဒီလိုနဲ့လာနေငယ်ချာမှာအောင်မြတဲ့ဟာဇနီးဖြစ်သူကြီးကို ပေးထားတဲ့ကလေးအတိုင်းမိခွားကနီးလို့မှတ်ထားတဲ့အချိန်မှာဝေဒုံကြီးပိုက်ကအင်ကိုပြန်ရောက်လာခဲ့ပါတော့တယ်။အောင်မြတဲ့တယောက်ပျော်ရှင်စားနဲ့အင်ကိုပြန်လာတဲ့အချိန်မှာတော့တရင်လုံးကအရင်ကထက်တိတ်ဆိတ်လို့နေခဲ့တာပေါ့မိမရင် ကြီးရင်ကြီးလို့ဟောခေါ်နေပါတော့တယ်။အောင်များတဲ့တရားဟောခေါ်နေပေမဲ့လည်းအိမ်ထဲကနေဘာတော့ပြန်မှုမှမရှိတာကိုသောထိတ်စွာနဲ့အိမ်ထဲကိုဖြည်းဖြည်းချင်းဝင်လို့သွားခဲ့ပါတော့တယ်။ရုတ်တရက်ဆိုသလိုအိတ်ခမ်းထဲကနေကလေးငိုတန်းကိုကြားလိုက်ရတော့အောင်များတဲ့ဟာအိတ်ခမ်းထဲကိုသွားကြည့်လိုက်ပါတော့တယ်။အဲဒီအချိန်မှာ ြေးတယောက်ကလေးပကပေးမှထိုင်းကကလေးလေးကိုချောလို့နေပြီးအနာကိုရောက်လာတဲ့အောင်များရင်ကိုမြင်းတော့ဝန်တာအာရဖြင့်ကိုအောင်ကိုအောင်ပြန်လာပြီပေါ့ဝန်တာအာရဖြင့်ပြောဆိုနေပါတော့တယ်ဒီမှာလေးကိုအောင်နဲ့ယင်ကြီးတို့ရဲ့သားလေးလေစောနောင်းကခေါ်တဲ့တော့ကြားပြီမဲ့သားလေးကအရန်ကိုနေတော့ချော့နေရတာနဲ့ပြန်မထူးပဲနေလိုက်တာကိုအောင်သားကယင်ကြီးကိုအရန်ကတ်တာ ဒီနေ့ဒီနေ့သူအနာကနေဘဲမှမသွားရဘူးဟာဒါတော့ဟိုသားလေးပေါ့ပြပါဦးချစ်စရာကြီးကွာအောင်မြတဲ့ဟာအာရဝန်တာဖြင့်ကလေးကို ကောက်ပွေလိုက်ပါတယ်ကလေးငယ်ရဲ့ခနာကိုကအေးဆက်လို့နေတာကြောင့်ရှူရပါတယ်ပေါက်ပြီးအလင်းလွတ်နေတဲ့ချိန်ဆိုမှတွေးလိုက်ပြီးပြန်ရောက်ခါစားချိရတဲ့ဇနီးနဲ့ဝေခါစားသားလေးကို အလွမ်းတယ်လို့နေခဲ့ပါတော့တယ် အောင်များတဲ့အိမ်ပြန်ရောက်ပြီးတိတ်မကြခင်မှာပဲပုံမှန်မဟုတ်တာတွေကိုစတင်လို့မတင်ကားစရာတွေဖြစ်လို့နေပါတော့တယ်။သူဇနီးဖြစ်သူကြီးကတားပြစ်သူရဲ့အနာကနေလင်းညာဆိုသလိုတဖွာမှမဖွာပဲရှိနေပြီးအခန်းထဲကနေဘယ်နေရာကိုမှသွားလည်းမရှိပါဘူး။သူပြန်ရောက်တဲ့နေ့ကတွေးနေရတဲ့ဂရင်တောင်နားလေးမှာပဲအမြဲလိုလိုထိုင်ပြီးကလေးကိုချုံးမြူလို့နေခဲ့ပါတော့တယ်။ အောင်များတဲ့ကနိုင်ရင်မိပါနဲ့သူမဆွေမျိုးတွေစီ အလဲသွားရောက်ကာဝါပြဖို့ခေါ်ပေမဲ့လေဘလို့ပဲခေါ်ခေါ်ကလေးကလာနူသေးလို့အပြင်ကလေလေစိမ့်နေတိုက်တော့ကလေးဖြားလိုက်မယ်အပြင်ကလေကကလေးတွေမကောင်းမှုဆိုကအကြောင်းပြချက်တွေပဲပေးပြီးအပြင်ကိုလုံးဝမထွက်ခဲ့နေပါတော့တယ်အဒီလုံးနဲ့ဒီနေ့မှာတော့အောင်များတဲ့အိမ်မောကြာနေတဲ့ချိန် ၎င်းရဲ့ချိန်မှာပဲကလေးငယ်လေးကစတင်ပြီးတော့ဆူဆူဝါးဝါးဝင်လာခဲ့ပါရဲ့ကလေးငယ်လေးရဲ့ငိုတန်တဲ့သူချောမြူတွေရဲ့ဇနီးဖြစ်သူရဲ့ရေတံတက်တဲ့လေးကိုစားလိုက်ရတဲ့အခါမှာတော့အောင်မြတဲ့သူပါကလေးထိမ့်ဖို့အတွက်ကလေးခန်းလေးကိုတွားရောက်ခဲ့ပါတော့တယ်အဲဒီချိန်မှာတော့လှရင်ကြီးကကလေးပကတ်ရှိမှရပ်ပြီးကလေးကိုချောနေရာကို သူတွေးခဲ့လိုက်ပါတယ်အဲဒီညမှာပဲသူ့ရဲ့ချစ်ရတဲ့ဇနီးကြီးက ကလေးတဖန်နဲ့မှု အစားတော့ပြက်လို့လားမသိဘူးအရင်ကထပ်ပိုးဖိန်းပြီးအယိုးပေါ်ရေးဒီခနာကိုနဲ့ဖြစ်လို့နေခဲ့တာကိုစတင်တည်ထားမိပါတော့တယ်အဲ့လိုဇနီးဖြစ်သူကို အသေးစိတ်ကြည့်နေချိန်မှာပဲအောင်မြတင်ဘက်ကိုလမ်းကြည့်လိုက်တဲ့လှရင်ကြီးရဲ့မျက်နာက သွေးမရှိသလိုဖြူဖြဲပြီးရောဖြစ်နေပြီးမျက်လုံးတွေကလည်းအထဲတွေကမျက်စံတိတိလေးဖြစ်လို့နေခဲ့ပါတယ်ခန္ဓာကိုယ်ပေါ်မှာ သူတို့နေထူးနေမြက်နေမှာချက်တက်လက်ဆောင်ဖြစ်ပေးထားတဲ့ဝိနေကြခြုံတဲ့ဘဝလေးကလည်းသွေးတွေပင်ဆုံးလို့နေခဲ့တာကိုတွေးလို့သွားပါတော့တယ်။အဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့မျက်လုံးမျက်နှာအသွင်ပြင်သွေးဆုံးနေတဲ့ဘဝကိုခြုံထားတဲ့လှရင်ကြီးကအောင်မြတဲ့ကိုကြီးပြီးပြုံပြုံလေးပြောခဲ့လိုက်ပါတော့တယ်။ဟဲကိုအောင်နိုးလာပြီလား။ကိုအောင်သားလေးကညာချိန်တော်နိုးလာပြီကြီးကြနေတာ။ အဲ့ဒီလိုထူးထူးဆန်းဆန်းနဲ့ရေမောတဲ့အနေနဲ့သူလှရင်ကြီးကလေလင်းလို့ပြောက်ွယ်လို့သွားခဲ့ပါတယ်။အဲ့ဒီအဖြစ်ပြက်ကိုမြင်တဲ့အောင်မြရင်တယောက်ကကြောက်လန့်သွားရမယ့်အစားခြေရတဲ့ဇနီးနဲ့ပခက်အတွင်းမှာအိတ်နေတဲ့သူသားလေးကိုမတွေ့တော့ကြကြောင့်ကြီးနဲ့ကလေးကိုစိတ်ပူသွားခဲ့ပြီးအိမ်ပြင်ကိုလိုက်ရှာခဲ့ပါတော့တယ်။ တရာလုံးကိုပတ်ပြေးပြီးကလေးနဲ့ကြီးကိုလိုက်ရှာနေတဲ့အောင်များတွေကိုတွေးတော့ယာကလူကြီးကဘာဖြစ်တာလဲဆိုပြီးဝိုင်းမေးကြတာပေါ့ဟဲ့ကအောင်များတွေဒီချင်းဒီပြုလူပြတာနဲ့ဘာဖြစ်တာတော့ဟာကြီးကြီးနဲ့ကလေးကိုလိုက်ရှာနေတာဗျာဒီချင်းကြီးဘယ်တွေသွားနေတာလဲမသိပါဘူးဦးဦးလေးတော့အတွေ့မိသေးလားဗျာအဒီလိုအောင်များတွေပြောလိုက်တဲ့အခါမှာတော့ရွာသားကြီးကထူးဆန်းအဟောသွားပြီးအောင်များတွေကိုနှစ်သိက်က ဖြစ်ချောင်းကုန်စင်ကိုအမှန်တိုင်းပြောပြလိုက်ပါတော့တယ်မဖြစ်နိုင်တာငါတို့အောင်မြတင်စိတ်ကိုအေးစေစေထားပါဦးကွာမင်းမင်းမိမကမင်းလုံးလုံးမဲဆိုပြီးထွက်သွားပြီးတလကြမှာပဲလာမစီသေးပဲဘိုင်းနာလာပြီးခလေးမွေးတာမမွေးနိုင်လို့မိတွင်ထဲမှာပဲဆုံးမသွားတယ်ကွာငါတို့ကိုရွာကအကြောင်းချင်းနေမိမဲ့နေရာကဝင်းနေတာအကြောင်းအကြောင်းမကြားနိုင်ဘူးကွာ ဒါပေမဲ့လည်းတကယ်ပြည့်ခဲ့တဲ့အဖြစ်မှန်ကိုတော့မင်းလက်ခံရမယ်မှတူရဲ့။ဟာဘာတွေလဲ။ဘာတွေပြောနေတာလဲ။ဒီချိန်မှာအောင်မြရင်ကသူချေးရတဲ့မိမကိုတေးသွားပြီလို့ပြောတယ်။ရွာသားတွေကိုစိတ်ဆိုးစွာနဲ့ပြောဆိုခဲ့ပါတော့တယ်။ကလေးတို့ကလည်းဘာတွေပြောနေတာလဲ။မနောက်ကားမှုလေ။မိမပြောလို့စိတ်ပူနေပါဆို။ဘာတွေပြောနေရလဲ။ကျွန်တော်မိမကြီးကအိမ်မှာနေတိုင်းနေတာလေအသက်ရှင်လည်းရှိနေသေးတယ်ဗျအဲ့ဒီလို ပောက်ပြရတယ်မပြောနဲ့ဗျကျွန်တော်မကြိုက်ဘူး အဒီလိုပြောဆိုပြီးအောင်မြရင်ကထွက်သွားခဲ့ပါတော့တယ်။ကျန်ရင်နေခဲ့တဲ့ရွာသားကတော့လူအများစုဝမ်းကြိုက်နေတဲ့ထဲကမှရွက်ကျန်းရေချိုကောင်းကိုကြိုက်ခဲ့ပေမဲ့လိုင်းကြီးကိုယူယူမှုမှုချေပြီးအခုချိန်ထိသေးတာကိုလက်မခံနိုင်တဲ့အောင်မြရင်ကို သနာစရာကြီးဖြင့်ကြည့်ပြီးကြည့်နေခဲ့ပါတော့တယ်။ အဲ့ဒီနေရာကနေဆက်ပြီးတော့အောင်မြရင်ဟာဇနီးဖြစ်သူကိုရှာဖို့သူနဲ့လက်ပင်ဖက်ပေါင်းလာတဲ့တငယ်ချင်းချက်ကြီးအိမ်ကိုသွားခဲ့ပါတော့တယ်။ဟာအောင်မြရင်တငယ်ချင်းညာကြီးကိုဘာကိစ္စလဲကွာ။လာရင်လည်းမတက်မလာပဲ။ရပ်ပဲကြီးဘာရေးကြီးလို့လဲ။နေလိုက်ပါတော့တယ်။ငါငါတွင်မှကျင်းတဲ့သားလေးအိမ်ထဲကနေပျောက်သွားလို့အဲ့ဒါမင်းများတွေ့မိမလားဆိုပြီးလာမေးကြည့်တာကွာ။ဂျာရဲကလူတွေကငါမင်းမကိုသေးပြီးဆိုပြီး ရန်တမ်းပြီးလာပြောနေကြလို့ကွာချက်ကြီးကလည်းတငယ်ချင်းဖြစ်သူအတွက်စိတ်မကောင်းဖြစ်ပြီးအမှန်တရားကိုပြောဖို့အစတင်လိုက်ပါတော့တယ်အဲဒါကြောင့်တငယ်ချင်းဖြစ်သူအောင်များရင်ကိုနှစ်သိမ့်ပေးခဲ့ပြီးရွာသားတွေပြောတာအမှန်ဖြစ်ကြောင်းပြောပြနေခဲ့ပါတော့တယ်တငယ်ချင်းများတယ်မင်းခံစားနေရတာတွေကိုငါနားလဲပါတယ်ကွာဟိုင်းကြီးကလည်းတကယ်မရှိတော့ဘူးကွာတကယ်ပြောတာပါ မင်းအဖြစ်မှန်ကိုလက်ခံလိုက်စမ်းပါကွာအာချက်ကြီးမင်းကလည်းငါတကယ်ချင်းဖြစ်ပြီးတော့ငါတို့ချက်ချင်းကိုခွဲကျင်နေကြတာလားရွာသားတွေကငါတို့ကိုမနာလိုလို့ပြောနေတာလေမင်းဒါကိုမသိဘူးလားကြီးကမသေးသေးဘူးကွာဒီနေ့ညနေတည်းကငါနားမှာတော့ရှိနေသေးတယ်အာတော်ပြီကွာမင်းလည်းရွာကလူတွေနဲ့အတူတူပဲငါတို့အချစ်ကိုဖျက်ဆီးဖို့အကြောင်းဖန်နေတာပဲငါဟာငါပဲကြီးနဲ့သားလေးကိုသွားရှာတော့မယ် အဲ့လိုဒေါသတက်ကြီးဖြစ်ကချက်ကြီးအိမ်ကနေထွက်သွားပြီးဇနီးဖြစ်သူလှရင်ချင်းနဲ့သားဖြစ်သူကိုရှာဖို့ထမ်းပြီးွာထဲကိုထွက်သွားပါတော့တယ်။အဒီလိုနဲ့တရေဘဝရောက်နေတဲ့လှရင်ချင်းကလည်းသူ့ရဲ့စိတ်ဝိညာဉ်တွေကိုခြုံနှောင်ထားတဲ့ပြရာစေးကြောင့်ဒီသွားတော်တော်ပါပဲမကျွတ်မလွတ်ဘဝကိုရောက်လို့နေပါတော့တယ်။အလိုရေကြောင့်ယောက်သားရဲ့တည်င်းပေးလိုက်ပြီးအဖြစ်ပံနေပေါ်သွားမှစိုးထိတ်ကဒေါသထွက်လို့နေပါတော့တယ်။ ဆေးရအစွမ်းကြောင့်အောင်မြတွေရဲ့အနာကလည်းမခွဲနိုင်မခွာနိုင် ဖြစ်နေပါတော့တယ်။အရာကြောင့်လာရင်ကြီးအားအောင်မြတွေကိုမခွဲနိုင်ဖြစ်နေတာကြောင့်ရွာသားတွေကိုအဖြစ်မှန်ထက်မပြောရအောင်သွားရချောင်းလန့်ပြီးတားလိုက်ပါတော့တယ်။အဲဒီလိုနဲ့ရွာသားတယောက်ကသူ့အိမ်မှာအိမ်မောကြနေလို့နေစင်မှာပဲဖွင့်ထားတဲ့မိအိမ်ကရုတ်တရက်ဆိုသလိုမိတွေကပေးပြီးမှောင်မဲလို့သွားခဲ့ပါတယ်။အဲလိုမှောင်မဲသွားချိန်ဒရင်ချင်းရင်းသားကနေရေတံကြီး ဆက်ပေါ်လိုလာခဲ့ပါတော့တယ်။အလိုဟာတိုက်ကရေစံကြားလို့ရွာသားဟာဂရင်ချင်းကိုကြီးလိုက်တဲ့အခါမှာတော့သွေးပြက်ဖွဲရာအသွေးအပြင်ကြောင့်ကြောင်းလန့်လို့သွားခဲ့ပါတော့တယ်။ဟာဟာတဲတဲရဲမကြီးညီတို့ကငါတို့ချစ်ချင်းကိုခွဲချင်နေကြတာပေါ့။နောက်တစ်ခါငါယောက်ျားနဲ့ငါကိုခွဲဖို့လုံလို့ကတော့ညီတို့ကိုအရှင်မထားဘူးဆိုတာ ပြောပြောဆိုဆိုနဲ့လှိုင်ကြီးကဒေါသတကြီးဖြင့်ရွာသားစီကိုလှမ်းလွန်လာခဲ့ပါတော့တယ်။ရွာသားကလည်းကြောင်အလန်အဖြစ်အဟိပီအခန်းထဲကနေပြေးထွက်လို့သွားပါတော့တယ်။အာကြောက်ကြောက်ကြောက်ပါလေဗျာ။နောက်နောက်နောက်ဆိုမပြောတော့ပါဘူးဗျာ။လုံးနဲ့ရွာသားတွေတယောက်ပြီးတယောက်လှိုင်ကြီးရဲ့ခြောက်လန့်တာခံရသလိုတတိပေးချိန်မောင်းတာကိုလည်းခံလိုက်ရပါတော့တယ်။ အဲ့ဒီလိုနဲ့တရားလုံးဟာလှရင်ကြီးရဲ့ချိန်မှပြောဆိုနေတာကြောင့်အကြောင်းလဲလို့နေပါတော့တယ်။အဲ့ဒီတည်းဟာတစားတစားဖြင့်ရွာဦးကျောင်းဆရာတော်ကြားသီးလို့သွားခဲ့ပါတော့တယ်။အဲ့ဒီလိုကြားသီးလိုက်ရတာကြောင့်ဆရာတော်ဟာသူပါမရတော့မှမို့ချောင်းဆက်မှာရှိနေတဲ့အောင်မြတင်ရဲ့အိမ်ကိုရောက်သွားပါတော့တယ်။ဆရာတော်ကြွားလာတာကိုမြင်တော့အောင်မြတင်ဟာကလေးစိတ်ကို သွားရောက်ကြိုးဆူလိုက်ပါတော့တယ်။ဆရာတော်ကဖြစ်ပြနေတာတွေကိုအကြောင်းစုံပြောပြီး အောင်များတယ်လက်ခံအောင်နားချပြီးအဖြစ်မှန်တွေလက်ခံဖို့ပြောပြခဲ့ပါတော့တယ်။ဒကာလေးအောင်များတယ်အစွဲတွေကိုချွတ်ပါဆွဲမထားတဲ့ကျိုးတွေကိုဆက်ပြီးဆွဲထားမယ်ဆိုရင်နှစ်ဦးနှစ်ဖက်စလုံးတွေအကျိုးမရှိဘူး။ဒါကြောင့်ဖြစ်ပြီးခဲ့တာတွေကိုလက်ခံလိုက်ပါတော့ဘဝမတူတဲ့ဇနီးနဲ့နေတာမင်းတွေလည်းမကောင်းသလို သူ့အတွက်လည်းပိတ်တာလို့တရေဘွားကြီးမှနေနေရတာမဖြစ်သင့်ဘူးလေကွယ်။ ဒါပေမဲ့လည်းတင်မကျွမဲ့အခြေယူကောင်းအောင်မြနေကတော့ဖုံးဆိုင်အတိုင်းပဲဖုံးကြီးကိုတော့မဟုတ်မပန်ပါဘူးဆိုတာပြန်ပြောနေပါတော့တယ်။ဆရာတော်ဗျာမာရီပြောနေတာပါလေဗျာ။ရှင်ကြီးကမသေးပါဘူးဗျာ။တပည့်တော်နဲ့ညာတိုင်းအတူတူရှိနေပါတယ်။ဒီတော်သားလေးလည်းအိမ်မှာရှိနေတယ်ဗျာ။ဖလေးကငယ်သေးလို့အိမ်ပြန်မထွက်တာပါဗျာ။ကလေးနဲ့နဲ့ကြည့်ရင်ဖုံးဖုံးเจ้าကိုမိသားစုလိုက်လာခဲ့ပါမယ်ဗျာ။ ဲ့ဒီခါမှာတော့ဆရာတော်လဲယူမိုက်နေတဲ့ငမိုက်သားကိုဘာမှထမပြောတော့ပဲနေတဲ့ခါနဲ့အသင်းယူလာတဲ့အိတ်တလုံးကိုကောက်ယူပြီးပေချိုးချီတွေအဆောင်တွေပေးကအဖြစ်မှန်ကို ကိုယ်တိုင်ရှာဖို့အတွက်ပြောခဲ့လိုက်ပါတော့တယ်။ရော့တကားလေးတကားတလေကိုယ်တိုင်မြင်ရမှယုံတဲ့သူတွေအတွက်ကိုယ်တိုင်ပဲလုပ်ယူပါ။ဒီပေချိုးချီတွေနဲ့အဆောင်တွေကိုပေးခဲ့မယ်။ဖုံဖုံပြောသလိုပဲလုပ်ပါ။မင်းအဖြစ်မှန်ကိုတီးလိုက်ရပါလိမ့်မယ်ကွယ်။ အဒီခါဘုံဘုံလဲအင်ကိုတကူးတကလာပြီးပြောသလိုဓွားကလူတိုင်းကလည်းပြောနေတဲ့အကြောင်းကို အမှန်ဟုတ်မဟုတ်သိရဖို့အောင်ရတယ်လဲဆရာတော်မိတ်ဆိုတဲ့အတိုင်းလုပ်ကြည့်ဖို့အတွက်အဆုံးဖြတ်လိုက်ပါတော့တယ်။အောင်ရတဲ့တရားလှိုင်းကြီးရဲ့အခန်းထဲမှာပက်ပက်လဲစီးချထားလိုက်ပြီးဆရာတော်ပေးခဲ့တဲ့အဆောင်တွေကိုယူကအလယ်မှာထိုင်ပြီးဖျားစာတွေညွတ်နေပါတော့တယ်။ခဏအကြာမှာတော့သူမိမချစ်လွှတ်စားသောလှိုင်းကြီးခေါ် ြေးလေးရဲ့ပုံစံဟာထူးဆန်းစွာနဲ့ရုပ်ရည်ဆင်းပြဲဖြစ်နေတဲ့အလောင်းကောင်ကြီးဖြစ်တော့ပြောင်းလဲသွားပြီးငိုယိုနေတဲ့သူ့ရဲ့သားလေးကလည်းအသေးကောင်လေးဖြစ်နေတာကိုတွေ့သွားပါတော့တယ်။အဒီလိုမျိုး ချမ်းသာရွာတရားလုံးပြောပြနေတာဟာအမှန်တကယ်ပဲဖြစ်နေကြောင်းကိုသိလိုက်ရတဲ့အခါမှာသူ့ရဲ့လူချင်းတတ်မှတ်စိတ်ကြောင့်လုခဲတဲ့အရာကသေသွားတာတော့မှမကျွမလွဖြစ်နေတာကိုသိသွားတဲ့အောင်များရင်တည်းရော အလို့အမတန်မှာကိုဝမ်းနဲ့လို့ကြည်ခွဲနေပါတော့တယ်။အဲဒီအခါအောင်မရနေရသူအမလောက်ခဲ့မိတာကိုလည်းတောင်းမှလိုက်တယ်လို့ဝမ်းနဲ့စွာဖြင့်မူယိုပြီးတော့လိုင်ကြီးကို သူအနာကနေ ထွက်သွားဖို့ပြောခဲ့လိုက်ပါတော့တယ်။အာကြီးရဲ့ကိုကြောင့်ဖြစ်ရတာပါ။ကိုကြောင့်ကြီးခုလိုဘဝမျိုးမှာသားလေးနဲ့အတူတူခံစားနေရတာပါကွာ။ကိုတကယ်တောင်းပန်ပါရဲ့ကွာ။ ိုရဲ့အဖြစ်တွေပါကိုသာစောစောတိကဲ့မယ်ဆိုရင်ကြီးတို့သားမိကိုပို့ပြီးမြင်းမြန်းဆန်းဆန်းကောင်းမွန်တဲ့ဘွားလေးရအောင်တွားခွင့်ပြုမှာပေါ့ပြီးတော့ကိုကိုခွင့်လို့ပေးပါကွာဒါလေးနဲ့မင်းလဲကောင်းရဘုံဘွားရောက်ဖို့အတွက်ကိုကုသိုလ်ရဲ့အများကြီးလုပ်ပေးပါမယ်နော်ကိုကြောင့်ဒုက္ခများခဲ့ရတဲ့ကြီးတို့သားမိကိုလုပ်ပေးရဲ့ကုသိုလ်တွေအကုန်လုံးကိုတာလို့ခေါ်ပြီးကိုကောင်းမွန်တဲ့ဘွားလေးကိုပျော်ပျော်ရှင်ရှင်နဲ့ဖြတ်သန်းပါနော် နာမွားဆိုတာရှိခဲ့မယ်ဆိုရင်ကိုလိုလူမျိုးကိုရွေးခဲ့တဲ့ခြေကိုအထူးကယူစိုက်ပြီးနေပါမယ်။အကယ်၍များစုံစည်းလို့ရရင်ခြေရဲ့တားလေးရဲ့ကိုရဲ့ပြန်ဆောင်ကြမယ်နော်။ခြေကိုကိုအရင်ချစ်ပါတယ်ကွာ။အခုတော့ကိုအနာကနေထွက်ခွာသွားပြီးပုံမကောင်းမွန်တဲ့နေရာမှာသွားနေပါတော့ဟုနင်ထုံးလိုက်ပါတော့တယ်။အတူတူပြောဆိုပြီးတဲ့နောက်မှာတော့လှရင်ခြေနဲ့တားလေးဟာပြောက်ွယ်လို့သွားခဲ့ပါတော့တယ်။ ဘီယာဆေးအစွမ်းနေလဲပြေပြောင်းလို့သွားခဲ့ပြီးတယုံစင်ကျိုးလေးတစ်ချောင်းကလည်းပြက်ပြယ်လို့သွားခဲ့ပါတော့တယ်ဘီယာဆေးလေးကတော့လူသိရှင်ကြားတရားဝင်လက်တွဲခဲ့တဲ့ကျိုးလေးဟာခုချိန်မှာတော့တရားဝင်ပဲပြတ်တောက်လို့သွားခဲ့ပါပြီအဒီလိုနဲ့အရင်ကအချစ်တွေနဲ့နေထွေးခဲ့တဲ့ကြည်နူးမှုတွေပြင်းထန်နေခဲ့တဲ့အိမ်လေးဟာအခုချိန်မှာတော့အရာရာဟာအေးစေးတိတ်ဆိတ်ပြီး တယောက်တည်းအထီးကျန်ဆံမှုတွေနဲ့ကကြံရင်နေခဲ့ပါတော့တယ်။ပေါင်များရင်တယောက်ချိရတဲ့ခြင်းမရှိရတဲ့နောက်ပိုင်းမှာဘဝကိုအထီးကျန်စွာဖြင့်တယောက်တည်းဖြတ်တန်းရင်သူ့ရဲ့မိုက်ပြကြောင့်ချိရတဲ့သူဘဝမှာရောက်ခဲ့တာကိုအမြဲတမ်းယူကျုံမရဖြစ်ကအပြစ်တွေကိုသင်ငန်းစာယူပြီးအသက်ရှင်နေထိုင်နေပါတော့တယ်။ ဒီနေ့ရဲ့ဇလန်းလေးကဒီနေရာမှာပဲပြီးဆုံးသွားတာမို့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရဲ့ရှင် အဆုံးဒီနားထောင်ပေးတဲ့ကြောင်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရဲ့ရှင်ဒီမရဲ့ဖန်တူးမျိုးတွေမှာအားနည်းချက်လိုအပ်ချက်လေးရှိခဲ့ရင်လည်းဝေဖန်အကြံပေးဖို့မျှော်လင့်မိပါရဲ့ရှင် နောက်တစ်ခါမှာပိုပြီးစိတ်ဝင်စားစရာဇလန်းတွေနဲ့ပြန်လာခဲ့ပါမယ်နော်စောင့်နေဖို့မမေ့ပါနဲ့အားလုံးပဲ သားရပျော်ရှင်ဆုံးနေ့ရက်တွေပိုင်ဆိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေရှင်